မိတ်ဆွေတို့လူတယောက်ဟာ သူ့ရဲ့အိမ်နောင်ဘက်ကိုတတ်ခဲ့တယ်လို့ဆွဆွဲခံရရင်ဘာဖြစ်မလဲဆိုတာတွေးကြည့်ဘူးပါဒလားနှစ်ပေါင်းများစွာလှုပ်ဝက်ထားခဲ့တဲ့အရာတွေမဖြေရှင်းနိုင်သေးတဲ့နာကျင်မှုတွေကဘလို့ပေါ်လာနိုင်လဲဒီလိုအခြေအနေမျိုးမှာတရားမျှတမှုကိုဘလို့ရှာဖွေကြမလဲစကော့တူယိုရဲ့အင်နိုဆန့်စာအုပ်ကဒီမေးခွန်းတွေကိုအဖြေရှာဖို့စူးစမ်းထားပါတယ် ဒီစာအုပ်ကိုရေးသားတဲ့စကော့တူယိုဟာနာမည်ကြီးစာရေးဆရာတစ်ယောက်ပါ သူ့ရဲ့စာအုပ်တွေဟာတရားဥပဒေနဲ့ပယ်နဲ့လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေကိုပေါက်ဆက်ထားတာကြောင့်လူကြိုက်များပါတယ်အင်နိုဆန့်ဟာသူ့ရဲ့အရင်စာအုပ်တွေလိုပဲစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပါဇလန်းအစမှာ Nat Speech ဆိုတဲ့လူတယောက်ဟာသူ့အမေ Barbara ဆုံးသွားတဲ့အကြောင်းကို ပြန်ပြောပြပါတယ် သူ့အဖေ Rescue Speech ကတရားသူကြီးတယောက်ဖြစ်ပြီးမိခင်ရဲ့အလောင်းပေးမှာတရက်လောက်ထိုင်နေပြီးမှလူတွေကိုအကြောင်းကြားခဲ့ပါတယ်။အဲ့ဒီအချိန်မှတင်တန်တရားတွေစတင်ပေါ်ပေါက်လာပါတယ်။ Yesti ရဲ့အပြုမူတွေခန်းကိုတန်ရှင်းရေးလောက်တာနဲ့ဘသူကမှအကူအညီမတောင်းတာတွေကသူ့သားနဲ့ရဲတွေကိုတန်တရားဝင်စေပါတယ်။မိသားစုရဲ့စိတ်ကြမ်းမာရေးရာဇဝင်နဲ့ဘာဘရာရဲ့ဆေးဝါးကုသမှုတွေကလည်းပိုပြီးရှုပ်ထွေးစေပါတယ်။ ယက်စကီရဲ့အတိတ်ကလည်းသူ့ကို၆လက်နေပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူနဲ့ဖောက်ပြန်ခဲ့တဲ့လုပ်ဖို့ကင်ဖက်တယောက်ကိုတမှုနဲ့ဆွဆွဲခံခဲ့ရဖူးပါတယ်။အဲ့ဒီအမှုကိုစစ်ဆေးခဲ့တဲ့တော်မီမိုဒိုဟာ အခုလက်ထောက်ရှိနေချုပ်ဖြစ်ပြီးယက်စတီကိုတန်လျာရှိနေတော့မှပဲ။ဘာဘရာတေဆုံးမှုကယက်စတီအတွက်အရင်အမှုဟောင်းကိုပြန်လဲအသက်သွင်းလိုက်တယ်လို့ပါပဲ။ အထူးသဖြင့် YSD ဟာပြည်내တရားလွတ်တော်ချုပ်ရဲ့နေရာကိုရဖို့စူးစမ်းနေချိန်မှာပါ YSD စပစ်ချာဇလန်းရဲ့အဓိကဇက်ကောင်ဖြစ်ပြီးသူ့ရဲ့စိတ်ရှုပ်ထွေးမှုတွေအတိတ်ကအမားတွေနဲ့လက်ရှိအခြေအနေတွေကြားမှာရုန်းကန်နေရတာကိုတွေ့ရမှာပါဘာဘရာဟာရက်စတီရဲ့ဇနီးဖြစ်ပြီးစိတ်ရောဂါဝေဒနာခံစားနေရသူပါ။သူမရဲ့တေဆုံးမှုဟာလူတက်မှုလားကိုကိုကိုတက်တည်တာလားဆိုတာကိုဇလန်းကမေးခွန်းထုတ်ပါတယ်။ တော်မီမိုဒိုကတော့ Yesti ကိုအပြစ်ပေးချင်နေတဲ့ရှေ့နေတယောက်ပါလွန်ခဲ့တဲ့16လလောက်က Resti ဟာ Anna Bostis ဆိုတဲ့သူ့ရဲ့စာရေးနဲ့ဖောက်ပြန်ခဲ့ပါတယ် Anna က Yesti ထက်အများကြီးငယ်ပေမဲ့ထက်မြက်ပြီးဆွဲဆောင်မှုရှိပါတယ်သူတို့ရဲ့ဆက်ဆံရေးက Resti ကိုနှုတ်ပြော်ရလို့ခံစားစေပေမဲ့နောက်ဆက်တွဲပြဿနာတွေကိုလည်းဖန်တီးပေးပါတယ် ရက်စတီဟာတရားသူကြီးအနေနဲ့ဂျွန်ဟာနာဆန်ဆိုတဲ့လူတစ်ယောက်ရဲ့အယူခံကိုစစ်ဆေးပါတယ်။ဂျွန်ဟာသူ့ရဲ့ချစ်သူကို အာဆင်နစ်နဲ့အစိတ်ခက်သက်မှုနဲ့တရားစွဲခံထားရသူပါ။ဒီအမှုကရက်စတီရဲ့အခြေအနေနဲ့တူညီနေတာကြောင့်သူပိုပြီးစိတ်ဝင်စားလာပါတယ်။ဂျွန်ဟာနာဆန်ကလည်းရက်စတီနဲ့ကြုံတွေ့နေရတဲ့အခြေအနေကိုထင်ဟပ်စေတဲ့ဇက်ကောင်တူပါ။ yesti နဲ့ barbara တို့ရဲ့အိမ်တော်ရေးဟာအဆင်မပြေဖြစ်နေပါတယ် ဘာဘရာရဲ့စိတ်ရောဂါနဲ့ရက်စကီရဲ့ ATA ဆက်နိုင်မှုတွေကြောင့်သူတို့ရဲ့ဆက်ဆံရေးဟာပျက်စီးလူနီးပါးဖြစ်နေပါတယ်။သူတို့ရဲ့သားနှက်ကသူတို့နှစ်ယောက်လုံးအတွက်ဂုံယူစရာဖြစ်ပေမဲ့မိသားစုအတွင်းမှာပြဿနာတွေရှိနေပါတယ်။အန်နာနဲ့ယက်စတီတို့ရဲ့ဆက်ဆံရေးကပိုပြီးနှဆိုင်လာပါတယ်။သူတို့နှစ်ယောက်ဟိုတယ်တွေမှာတွေ့ပြီးလှုပ်ဝက်ဆက်ဆံကြပါတယ်။အန်နာကပြောစရာကောင်းတယ်လို့အကူအညီလဲလိုတဲ့သူပါ။ ယက်စတီကအပြစ်ရှိတယ်လို့ခံစားရပေမဲ့သူ့ရဲ့အိမ်ဆောင်ရေးနဲ့အလုပ်အတွက်အနေရများပါတယ်။အန်နာကယက်စတီကိုဆွဲဆောင်နိုင်တဲ့စက်ကောင်တူပါ။ဘာဘရာတီဆုံးပြီးနောက်တော်မီမိုရိုနဲ့သူ့အဖွဲ့ကလက်စတီရဲ့လုပ်ရက်တွေကိုစုံစမ်းစစ်ဆေးပါတယ်။ဗန်စရင်တွေနဲ့ဆေးဆိုင်မှတ်တမ်းတွေကိုကြည့်ပြီးတန်တရားဖြစ်စရာအချက်လက်တွေကို တွေ့ရှိခဲ့ပါတယ်။ယက်စတီဟာငွေထုတ်ယူတာရှိနေကိုငွေပေးတာနဲ့ STD စစ်ဆေးတာတွေကိုတွေ့ရပါတယ်။ ဓာခွဲစမ်းသပ်ချက်တွေအရဘာဘရာရဲ့ခန္ဓာကိုယ်ထဲမှာအန္တရာယ်များတဲ့ဖီနယ်ဇင်းဆေးတွေအများကြီးတွေ့ရပါတယ်။ယက်စတီရဲ့လက်ပွေရာတွေကဆေးပလင်းပေါ်မှာတွေ့ရပြီးအင်တာနက်မှာဖီနယ်ဇင်းအကြောင်းရှာဖွေထားတာတွေကိုလည်းတွေ့ရပါတယ်။သူ့ရဲ့လုပ်ရက်တွေက သူ့ကိုအပြစ်ရှိတယ်လို့ထင်စေပါတယ်။အန်နာကတခြားသူနဲ့ရီးစားဖြစ်သွားပေမဲ့ယက်စတီနဲ့ပတ်သက်တဲ့အတိတ်ကအရာတွေကတော့ကျန်နေပါသေးတယ်။ ဘာဘရာကမတည်ခင် Rusty ရဲ့ဖောက်ပြန်မှုကိုတည်သွားပြီး꽌ရှင်းဖို့စီစဉ်နေတာကိုလည်းတည်သွားပါတယ်။ဒီအကြောင်းကိုတည်ပြီးတဲ့နောက်ဘာဘရာရဲ့လုပ်ရက်တွေကစုံစမ်းစစ်ဆေးမှုတွေအတွက်အဓိကအချက်ဖြစ်လာပါတယ်။နတ်ဟာ Rusty ရဲ့သားဖြစ်ပြီးမိဘတွေရဲ့ရွှေဝက်ချက်တွေကြားမှာကြီးပြင်းခဲ့ရသူပါ။ဘာဘရာဟာမတည်ဆုံးခင်မှာ Rusty ရဲ့လှုပ်ဝက်ချက်တွေကိုဗန်စရင်တွေနဲ့အီးမေးလ်တွေကနေတဆင့်ဖော်ထုတ်ခဲ့ပါတယ်။ သူမဟာ Rusty ရဲ့တစ္ဆာဖောက်မှုနဲ့ဆုံးပစ်ခံရတော့မဲ့အခြေအနေကိုသိသွားပါတယ်။ဒါကြောင့်သူမကိုယ်တိုင်တတ်သိခဲ့တာဖြစ်နိုင်တယ်လို့လူတက်မှုတစ်ခုလို့ထင်ရအောင်ဖန်တီးခဲ့တာလည်းဖြစ်နိုင်ပါတယ်။ Yesti ha Barbara ကိုတတ်မှုနဲ့တရားစွဲခံရပြီးအမှုကလူများအာယုံစိုက်ခံရပါတယ်။ရှေ့နေတွေကတွယ်ဝိုက်တဲ့တက်တဲ့အထောက်ထားတွေနဲ့ Yesti ကို အပြစ်ရှိကြောင်းတက်တဲ့ပြဖို့စူးစမ်းကြပါတယ်။ ယက်စတီဘက်ကရှေ့နေဆန်ဒီစတန်ကအခြားဖြစ်နိုင်ခြေတွေကိုထောက်ပြပြီးတက်တဲ့အထောက်အထားတွေကိုမေးခွန်းထုတ်ပါတယ်။ဆန်ဒီစတန်ကယက်စတီဘက်ကနေရှောက်လဲပေးမဲ့ရှေ့နေပါ။ယက်စတီကဘာဘရာဟာစိတ်တက်ကြပြီးနှက်ကိုကောက်ွယ်ခြင်းလို့တက်တည်ခဲ့တာလို့ပြောပါတယ်။ဘန်ဝန်နန်းတယောက်ကဘာဘရာဟာရက်စတီရဲ့ကွာရှင်းမှုအစီအစဉ်ကိုတည်သွားကြောင်းတက်တည်ထွက်ဆိုပါတယ်။ ဒါကြောင့် YSD ရဲ့အပြုမူတွေကတန်တရားဖြစ်เสียကောင်းပေမဲ့ထိတ်လန့်တုံ့လုံပြီးဝမ်းလဲနေလို့ဖြစ်နိုင်တယ်လို့ပြောလဲပါတယ်။တရားခွင်မှာ Crimmer ကတခုပေါ်လာပြီး Barbara က YSD ကိုသူမတည်ဆုံမှုအတွက်တမင်ဖြစ်ပုံချခဲ့တာလို့အရေးမြှုပ်ပြပါတယ်။ကက်ကိုဘယ်ချိန်မှာဖန်တီးခဲ့တာလဲကွန်ပျူတာကိုဘယ်လိုသိမ်းဆည်းထားလဲဆိုတာကအဓိကပြဿနာတွေဖြစ်လာပါတယ်။ကျွမ်းကျင်သူတွေကကက်ကအစ်စ်မှန်ဟုတ်မဟုတ်ကိုငင်းခုန်ကြပါတယ်။ စုံစမ်းစစ်ဆေးသူတွေကကတ်ဟာကွန်ပျူတာကိုတင်စီတော့ကမရှိခဲ့ဘူးဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ဒါကြောင့် RestiNet အန်နာနဲ့စုံစမ်းစစ်ဆေးနေတဲ့အဖွဲ့ဝင်တွေအပေါ်မှာတန်တရားတွေဝင်လာပါတယ်။တက်တီအထောက်ထားတွေဟာယုံကြည်နိုင်စရာမရှိတော့ဘဲ Yesti အပေါ်ဆွဲဆိုထားတဲ့အမှုကပြိုလဲသွားပါတယ်။ အမှုကိုဆက်လက်စစ်ဆေးဖို့မဖြစ်နိုင်တော့တဲ့အတွက်ရှေ့နေတွေက YST ကိုတရားစီရင်မှုကိုပြက်ကွက်စေမှုနဲ့အပြစ်ပေးဖို့ကန့်လန့်ပါတယ်။ YST ကလည်းသဘောတူလိုက်ပါတယ်။သူဟာနှစ်နှစ်ထောင်နဲ့ကြာခံရပြီးတရားသူကြီးအလုပ်ကို ဆုံးရှုံးခဲ့ပါတယ်။ဒါပေမဲ့လူတက်မှုနဲ့တော့လွတ်မြောက်သွားပါတယ်။ YST ဟာထောင်ကလွတ်လာပြီးနောက်မှာနှစ်နှစ်အန္တရာယ်ကအတူတူဘဝကိုတည်ဆောက်ကြပါတယ်။ တော်မီမိုတိုနဲ့ဂျင်မန်ဘရန်တို့ကလည်းသူတို့ရဲ့လုပ်ရက်တွေနဲ့ပတ်သက်ပြီးစဉ်းစားသုံးသပ်ကြပါတယ်။ဘာဘရာရဲ့တည်ဆုံမှုနဲ့ပတ်သက်တဲ့အမှန်တရားကတော့ဖုံးကွယ်ထားစေဖြစ်ပြီးအဖြေရှာဖို့ခက်ခဲနေတော့မှာပဲ။ဂျင်ဘရန်ကတော်မီမိုတိုရဲ့လက်ထောက်ဖြစ်ပြီးအမှုမှာပါဝင်ခဲ့သူပါ။မိတ်ဆွေတို့ရဲ့ဒီစာအုပ်ထဲမှာအမှန်တရားဟာထင်သလောက်မယိုရှင်းမှုဆိုတာကိုတွေ့ရပါတယ်။လူတယောက်ရဲ့လုံရက်တွေဟာသူတို့ရဲ့အတွင်းစိတ်နဲ့ဘလောက်ထိဆက်ဆက်နေလဲဆိုတာကိုစဉ်းစားစေပါတယ် ဆိတ်ရှုပ်ထွေးမှုတွေတစ္ဆာဖောက်မှုတွေနဲ့ပြင်းထန်နေတဲ့ကမ္ဘာမှာမှန်ကန်တဲ့တရားမျှတမှုကိုရှာဖွေဖို့ဘလောက်ခက်ခဲလဲဆိုတာကိုပါအထင်အဆင်ပါတယ်။ဒီအကြောင်းအရာတွေကိုမိတ်ဆွေတို့ရဲ့နေ့စဉ်ဘဝမှာလည်းထည့်သွင်းစဉ်းစားပြီးပုံမှန်ကောက်မှုနဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့တိုက်တွန်းချင်ပါတယ်။